ထိုင်းနိုင်ငံနထွန်ပူရီခရိုင်မှာသေဆုံးမိအဖွားအုပ်တဦးဟာ မိသူကြိုကန်ဒီမှာပြန်လည်လှုပ်ရှားအသက်ဝင်လာတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါရယ်အသက်65နှစ်အရွယ်အဖွားဦးဟာအုန်းနာကင်ဆာရောဂါနဲ့နိုဝင်ဘာလ22ရက်နေ့ညမှာသေဆုံးသွားပြီလို့သက်ဆိုင်ရာတာဝန်ရှိသူတွေကအတည်ပြုခဲ့ကြပါရယ်ဒါကြောင့်အဖွားဦးရဲ့မိသားစုဟာရုပ်ခန္ဓာကိုလှူဒန်းဖို့ဘန်ကောက်မြို့ကဆေးရုံတစ်ခုကိုပို့ဆောင်ခဲ့ကြပေမယ့်ဆေးရုံကလှုပ်ထုံးလုံနေအရာ လူတန်းမှုကိုလက်မခံတာကြောင့်အဖွားရဲ့ယုံလောင်းကိုနထွန်ပူရီခရိုင်တဲ့ကဖုန်ကြီးကျောင်းတစ်ကျောင်းစီနိုဝင်ဘာလ23ရက်နေ့မှာပို့ဆောင်ခဲ့ပါတယ်။ဖုန်ကြီးကျောင်းမှာတကြိုခန်းကြီးမှလှုပ်ရှားမှုအချို့ကို တွေ့ရှိခဲ့တာကြောင့်စစ်ဆေးကြည်ရာကနေအသက်ရှင်နေသေးတာကိုသိရှိခဲ့ရတာပါ။အဖွားအိုကအင်အားချိနေပြီးစကားမပြောနိုင်တာကြောင့်စေးရုံကိုအများဆုံးပို့ဆောင်ခဲ့ကြပါတယ်။ထိုင်းမှာတင်ဆုံးပြီလို့စေးရုံကကြေညာခဲ့ပြီးနောက်မှာပြန်ပြီးတတိယလာတဲ့ဖြစ်စဉ်ဟာဒီနှစ်ထဲမှာနှစ်ခုထက်မကရှိထားတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။အလားတူဖြစ်စဉ်မျိုး2019ခုနှစ်အောက်တိုဘာလအတွင်းကဥတွန်းထာနီခရိုင်မှာဖြစ်ပွားခဲ့မှုပြီးတေဆုံးသွားတဲ့အဖွားအုပ်တဦးကိုဒကြိုဖို့ပြင်ဆင်နေချိန်မှာမျိုးလုံးပြန်ပွင့်လာကတတိပြန်ရလာတဲ့ဖြစ်စဉ်မျိုးဖြစ်ခဲ့မှုတယ်လို့သိရပါတယ်။